ဒီရှင်အခုဒီတစ်ခေါက်မှာတော့ဒီအာ computer science ပေါ့နော် IGCSE computer science မှာအာကျွန်တော် at exam နဲ့ CIE ရဲ့ exam sign လေးတို့ချင်းနည်းပြပြချင်းနေပေါ့နော် okay အခြေတို့ကဒီ computer science မှာကနှစ်ခုဒီသွားတာပေါ့နော် at exam လေးရှိရယ် CIE လေးရှိရယ်အာ at exam ရဲ့ကျွန်တော်ကောက်ကကြတော့အာ 4C PU ဟုတ်ပြီနော်အာဒါပြလို့ရှိရင် CIA ကကျတော့0478အဲ့တော့ဒီမှာဆိုလို့ရှိရင်နှစ်ခုစလုံးက Cherry က paper နှစ်ခုစီရှိရပါတော့ paper 1နဲ့ paper 2နှစ်ခုစလုံးက Cherry ပါလဲဆိုလို့ရှိရင် paper 1မှာက theory ဒါမှမဟုတ် Cherry ဒီ principle တွေအကြောင်းသွားတယ်အဲ paper 2မှာ application အကြောင်း practical အကြောင်းသွားတယ်ပေါ့နော်ဒီ paper 1မှာကျ Cherry ကဒီ ad exam မှာက Cherry နှစ်နာရီဖြေရတယ်အဲနောက်ပြီးသွားလို့ရှိရင်ဒီ paper 1အဲဒီဒီ CIE မှာတော့ Cherry ကတနာရီနဲ့45မိနစ်သွားတယ်ပေါ့နော်နှစ်ခုစလုံးကဒီ CIE ကအတူတူပဲတနာရီနဲ့45မိနစ် paper 1နဲ့ paper 2ကိုဖြေရတယ်အဲ ယ်ဒါပေမဲ့လို paper 2ဒီအဲ့ဒီ exam မှာကြာချွဲတော့ဒီမှာ3နာရီဖြည့်ရတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တို့ရဲ့အမှတ်ယူပုံယူနည်းကြာဘယ်လိုယူလဲဆိုရင် paper 1က80 paper 2က80ပို့ပေါ့နော်နောက်ခုစလုံးကိုချွဲတော့က50 50%ပဲယူရပေါ့နောက်တစ်ခုကကြာတော့ paper ဒီ CI ရဲ့ကြာချွဲတော့က85မှာပို့85မှာပို့သူကလည်း50 50ကြည့်ရပါတော့။ Okay, now ဆိုလို့ရှိရင် assessment objective အနေနဲ့ကျတော့ခြေလို့ကနှစ်ခုစလုံးက A01 02 03ဆိုပြီးရရှိရတယ်။ဒါပေမဲ့ယူတဲ့ percentage တွေမတူဘူး။ AO1 ကျတော့ hazard ratio က27.5%ယူတယ်။သူကြလို့ရှင်42.5%သူကြတော့33%ပါနော်။အလုံးမ100ပေါ့။အဲဒီလိုပုံစံမျိုးနဲ့ယူတယ်။သူကကြဘလို့ယူလဲဆိုတော့တရားလဲ90ရိုင်းလို့ပြန်ပြီးတော့ဒီလိုခွဲထားတဲ့ပုံစံပေါ့နော်။ဒီမှာဆိုလို့ရှင် share ကသူကကြတော့40 40 20ဒီလိုယူတယ်။အဲ့ဒါနှစ်ခုစလုံးမှာသင်ရတဲ့ chapter ကြောင့်မတူဘူး။သူက chapter 6ခုရှိရယ်။သူက chapter 10ခုရှိရယ်။အဲ့တော့ chapter 6ခုပဲရှိရာတရား10ခုပဲရှိရာဆိုတော့အာတရားလိုနေရလားဆိုတော့မဟုတ်ဘူးနော်။တရားလဲတရားနဲ့အတူတူပဲသူရဲ့ဒီ syllabus ကချေနေပြီးတော့ဟာကြပြန်ချုံလိုက်တဲ့သဘော ဖြစ်သွားတာဒီကောင်က10ခုလောက်ရတာပေါ့เนาะအဲ့လိုပုံစံမျိုး10ခုပြန်ခွဲလိုက်တဲ့သဘောတော့အကုန်လုံးကအတူတူပဲโอเคဒါဆိုလို့ရှိရင်ဒါလေးကိုနားလည်မယ်ထင်ပါတယ်โอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ